ပင်လယ်ရေအထက်မီတာ3900ကအဖြူရောင်နန်းတော်ကပောက်ပေါ်မှာခရီးသွားတွေနန်းတော်ရဲ့နေရန်ကိုရှာနေတွေ့ပြီးအရစာခံကြည့်ကြရတဲ့ဆိုရင်တင်ယုံနိုင်မှာမလားဘာလို့လဲဆိုတော့အဲ့ဒီနေရန်ကတကယ်ပဲချုံမြိန်နေလို့ပါဒီအမွေလေးဝက်ချက်ကတော့ပင်လယ်မျက်နှာပြင်အထက်မီတာ3900ပေ12100ကျော်မှာထဲဝါစွာတည်ရှိနေတဲ့တိဘက်ပြည်ရဲ့တမိုင်းဝင်ပူတာလာနန်းတော်ပဲဖြစ်ပါရီဒီနန်းတော်ကြီးဟာအဖြူရောင်စစ်စစ်နဲ့နှစ်ပေါင်းများစွာထီထီမားမားတည်ရှိနေတာကိုတွေ့ရပါမယ် ်အခြားရှေးဟောင်းအဆောက်အုံတွေလိုမဟုတ်ဘဲသူ့ရဲ့ဖြူစင်တဲ့အသွင်ပြင်ကိုဘလို့များထိမ့်သိမ်းထားနိုင်ကြတာလေဒီလိုဝချက်ရဲ့နောက်ကွယ်မှာတော့ရှေးတိဘက်လူမျိုးတို့ရဲ့တဘာဝပစ္စည်းအခြေခံတဲ့ဉာဏ်ပညာတွေပါဝင်နေပါ ರಿ နန်းတော်ရဲ့အံပွေလေးဝချက်ကတာမန်စေးတုတ်ခြင်းမဟုတ်ပါဘူးဒါကို노စေး make pain လို့ခေါ်တဲ့တဘာဝပစ္စည်းတွေနဲ့ပေါ်ဆက်ထားတဲ့အပေါ်ယံလွာပဲဖြစ်ပါ ರಿ ်ရှေးတိဘက်လူမျိုးတွေဟာဒီမြန်မာရဲ့ဂုံးမြင့်မြင့်ဒေတာရဲ့ပြင်းထန်တဲ့ရာသီဥတုနေအောင်ခြေတံနဲ့လေပြင်းထန်တို့ကိုတွန်းလှန်ဖို့အတွက်တဘာဝအခြေခံဉာဏ်ပညာကိုအသုံးပြုခဲ့ကြတာပါသူတို့အသုံးပြုခဲ့တဲ့ထူးခြားတဲ့ formula မှာပါဝင်ပစ္စည်းတွေကိုကြည့်လိုက်ရင်အန်အောစီယာကောင်းပါလိမ့်မယ်။နွားနို့၊ပြားရည်၊တကြားအဖိုးတန်ရွှေဝါးဒီပစ္စည်းတွေကိုရောစပ်ပြီးနန်းတော်ရဲ့နေရာမှာလိမ့်ကြံခြင်းဟာအလားပါတတ်တတ်တာမကအစားအုံကိုတတ်တမ်းမှပုံမူကြရှေခံစီဖို့ရည်ရွယ်ခဲ့ပါလိမ့်။ဒီလိုပစ္စည်းတွေကဘလူအာနီတင်နေပေးနိုင်တာလေး တိဘက်ရဲ့ဆူးရှားတဲ့နေရောင်ခြည်အောက်မှာနွားနုတွေကပရိုတင်းဓာတ်တွေဟာဓာတ်ပြောင်းလဲမှုဖြစ်ပြီးခရမ်းလွန်ရောင်ခြည်ကိုအကာအကွယ်ပေးတဲ့သဘာဝအလွှာတစ်ခုအဖြစ်ပြောင်းလဲသွားပါသည်။ဒါကြောင့်မလို့နန်းတော်ဟာနှစ်ပေါင်းများစွာကြာလေအယောင်မကျွတ်ဖဲဖြူစင်တောက်ပါနေတာဖြစ်ပါသည်။တစ်ချိန်တည်းမှာပဲအပြားရည်နဲ့တကြားကတော့နေရံမျက်နှာပြင်ကိုချုံးမွေကန့်ကြီးမှုကောင်းပြီးမာကျောတဲ့အသွင်ကိုရရှိစေပါသည်။ ဒီမာကျောတဲ့အပေါ်ရန်လွာကြောင်းလေတန်းမုံတိုင်းတန်းမိုးရံတွေကိုအကောင်းဆုံးခံနိုင်ရည်ရှိစေပါလိမ့်။ပို့ပြီးတော့အန်ဩစရာကောင်းတဲ့အချက်တစ်ခုကတော့နေရည်နေမှာတကြားနဲ့ပြားရည်ပါပါဝင်နေပေမယ့်တိဘက်ရဲ့အေခဲ၆သွေးတဲ့ရာသီဥတုကြောင့်ဘရွက်စိတ်ဒါမှမဟုတ်ရင်ကောင်းနေရဲ့နှောက်ရှက်မှုကိုလုံးဝနှီးပါမခံရတာပါပဲ။ဒီနန်းတော်ရဲ့ချုံမြိန်တဲ့လှေဝက်ချက်ကစူးစမ်းလိုစိတ်ပြင်းပြတဲ့ကဘာရရက်ကခရီးသွားတွေကိုသာဆွဲဆောင်နိုင်ခဲ့ပါလိမ့်။ဒီအစင်လာကိုတိဘက်လူမျိုးတွေကနှစ်စင်နှစ်တိုင်းဂုံယူစွာလက်စင်ကန်ထိမ့်သိမ်းလာခဲ့ကြပါသည် နေ့စဉ်စက်တင်ဘာလရောက်တိုင်းမှာဒေသခံတွေဟာစူပေါင်းပြီးနန်းတော်ကိုဆေးလွှာတဲ့ပြန်လဲတုံလိမ့်ပါရီဒီလုပ်ငန်းဟာရိုးရာဓလေးကိုထိန်းသိမ်းခြင်းအတိုင်ဝန်းစည်းလုံးညီညွတ်မှုကိုပြသခြင်းနဲ့နန်းတော်ရဲ့အဖြူရောင်ကိုပြန်လဲရှင်သန်စေခြင်းဆိုတဲ့ရည်ရွယ်ချက်၃မျိုးစလုံးကိုအကောင့်ထည့်ဖော်တာပါဒီလုပ်ငန်းစဉ်ကဘိုးဘွားမွေကိုတန်ဖိုးထားသူတိုင်းအတွက်လေးစားအတူယူစီရပါပြီဘူတာလာနန်းတော်ကို UNESCO ကကမ္ဘာအမွေနှစ်နေရာအဖြစ်သတ်မှတ်ထားတာကိုလည်းသိရှိကြမှာပါဒါကြောင့်ဒီနန်းတော်ကြီးကိုထိန်းသိမ်းမှုကအရန်အရေးကြီးပါလိမ့် ဒါပေမဲ့ဒီဘက်ခင်မှာခင်မီဆောက်လုပ်ရေးပစ္စည်းတွေဝင်ရောက်လာတဲ့အခါရှေးကတုံးရတဲ့မူရင်းနိုစီဖော်မြူလာကိုအတိအကျဘယ်လိုထိန်းသိမ်းကြမလဲဆိုတာစိန်ခေါ်မှုတစ်ခုဖြစ်လာပါသည်။လက်ရှိမှာပညာရှင်တွေဟာရှေးဟောင်းပညာရှင်တွေနဲ့ပူးပေါင်းပြီးမူလပစ္စည်းတွေရဲ့အရေးအသွေးမပြတ်အောင်ထိန်းသိမ်းဖို့သုတေသနပြုလုပ်ဖို့ကြိုးစားနေကြပါသည်။တကယ်တော့ဒါဟာတိဗက်လူမျိုးတွေသူတို့ရဲ့ယဉ်ကျေးမှုကိုဂုံယူစွာလက်ဆင့်ကန်နေတာရဲ့အကောင်းဆုံးသက်သေပါပဲ။အနည်းချက်အားဖြင့် ဘူတာလာနန်တို့ဟာ ကြီးကျယ်ခမ်းနားတဲ့ဘီသူကာလယာတစ်ခုတည်းမဟုတ်ပါဘူး။ဒါဟာတဘာဝပစ္စည်းရဲ့စွမ်းအားကိုနားလေတဲ့ရှီဟောင်းတိဘက်လူမျိုးတို့ရဲ့ဉာဏ်ပညာယဉ်ကျေးမှုနဲ့နှစ်ရာစုရှိကြာရှည်ခံတဲ့အမှုပညာလက်ရာတစ်ခုပါပဲဒီချိုမြိန်တဲ့နေရာဟာတိဘက်လူမျိုးတွေသူတို့ရဲ့အမွေအနှစ်ကိုဘလောက်ထိအသေးစိတ်ကြကြထိန်းသိမ်းခဲ့တယ်ဆိုတာကိုပြသနေတဲ့သက်တေကံပစ္စည်းတစ်ခုပဲဖြစ်ပါလိမ့်